အခုလိုကြောင်းရင်ကြောင်းလူလောကကြီးကထွက်ခွာအိဆာရောက်သွားရှာပြီးဖြစ်တဲ့ဆူရောဂျီဖီတာခင်ညိုအခုချိန်ကျွေးလင့်သွားတာကတော့ကန်ဒဝင်ဆူရောဂျီဖီတာခင်ညိုပါဖီတာခင်ညိုဟာနှွေးမြခွာညိုဒီဇင်ဘာနေ့နဲ့ခင်ကျွေးရုပ်ကလေးနဲ့ဒုတိယလူစားနဲ့တည်တခြင်းနေစတူဒီယိုခင်ဦးမှာကြော်ကြားထင်ရှားခဲ့တဲ့နာမည်ကြီးဒေသန်ရှင်ဖြစ်ပါတယ် ကန်ဝင်းဆိုရိုတီဖီတာခင်ညိုဟာဆိုရိုတူတူရဲ့အကူရင်လေးဖြစ်ပါတယ်။အခုတော့ကန်ဝင်းဆိုရိုတီဖီတာခင်ညိုဟာစက်တဘာ25ရက်နေ့မနက်၄နာရီခွဲလောက်မှာကွယ်လွန်သွားတယ်လို့မိသားစုဝင်တွေနဲ့ညီဖြစ်သူတေးတန်ရှင်တူတူကအသိပေးထားပါတယ်။ကွယ်လွန်သွားတဲ့အကြောင်းရင်းကနှလုံးရောဂါအခန့်ရှိတယ်။နောက်လေးဖြန်းတယ်လို့ဖြစ်တာတော့မိသားစုကခိူးဆိုင်ကုသပေးနေတာတော့ရှိပါတယ်။ရုတ်တရက်ဆုံးသွားတာပါလို့မိသားစုနဲ့နှိဆက်သူက ပြောပါတယ်။ ဖီတာခင်ညိုဟာကွယ်လွန်ချိန်မှာတက်80ရှိပြီဖြစ်ပြီးဇနီးနဲ့တာတုံးကြရင်ခဲ့ပါတယ်။ကနေဦးတည်ရန်နာရီကိုရန်ကုန်မြို့ကန်တော်လေးကဒေါ်သိန်းတင်လန်းနေမှာပြုလုပ်ဖို့စီစဉ်ထားပြီးစက်တင်ဘာ29ရက်နေ့မှာစာပနပြုလုပ်မယ်လို့မိသားစုနဲ့နှိဆက်သူစီကသိရပါတယ်။ကနေဝင်းဆိုရတီဖီတာခင်ညိုတယောက်ကောင်းရပုံပွားကိုရောက်ရှိပါစေလို့လည်းဆုတောင်းလိုက်ရပါတယ်ရှင်။